နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့တနိုင်ငံလုံးမှာမြို့နယ်တိုင်းမှာရှိတဲ့ဌာနဆိုင်ရာရုံးများရက်ွက်တဲ့ခြေရွာများအလုံးမှာရတနာတုတ်ကိုကိုရက်တိတိကိုးချိန်တိုင်းတိုင်းရုတ်ဖက်ကြရန်စစ်ကောင်စီကမနေ့ကညနေပိုင်းမှာအရေးပေါ်ညွှန်ကြားလာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ April 10ရက်နေ့ကစတင်ပြီးတော့ April 16ရက်နေ့အထိနေ့စဉ်ည9နာရီအချိန်တိုင်းမှာတနိုင်ငံလုံးမှာရှိတဲ့စစ်ကောင်စီလက်အောက်ခံဝန်ကြီးဌာနရုံးများရက်ွက်တဲ့ခြေရွာအုပ်ချုပ်ရေးရုံးများသာသနာတော်ဆိုင်ရာဓမ္မရုံးဘုန်းကြီးကျောင်းများစွန့်လောက်အသင်းများနဲ့ ပြည်သူများရဲ့နေအိမ်တိုင်းမှာပါယတနာတုံများကိုရုတ်ဖက်ပူဇော်ရမှာဖြစ်တယ်လို့သိရပါတယ်။လက်ရှိဖြစ်ပေါ်နေတဲ့ငလျင်ဘေးအပြင်လာမဲ့ဘေးအန္တရာယ်များကကင်းရှင်းနိုင်ရေးအတွက်အခုလိုမျိုးစိတ်ကောင်းစီရဲ့ပြည်ထဲရေးဝန်ကြီးဌာနကတနိုင်ငံလုံးကိုနှုတ်မိတ်နဲ့ညွှန်ကြားလာခြင်းဖြစ်တယ်လို့သိရပါတယ်။ငလျင်ဘေးကြီးဖြစ်ပါတယ်။ပြည်သူတွေရဲ့အလောင်းတွေထောင်ချီပြီးတည်ဆုံနေရတယ်။အပုတ်နဲ့နေဖြစ်တယ်ဒါကဝေတာလီမှာကပ်ဘေးဆိုင်တော့ဖျားရှင်ကိုတိုင်ရတနာတုတ်ပြိပဋ္ဌာန်းနေရွတ်ပြီးတော့ကာကွယ်ခဲ့ရတယ် အခုလဲဒီလိုယရဏတုတ်ရွတ်ဖက်ပူဇော်တာကကောင်းတဲ့လက္ခဏာဖြစ်ပါတယ်ကြုံစဲကြုံရလက်တန်ဖြစ်တဲ့ဘေးတွေကနေကင်းဝေးစေမှာဖြစ်ပါတယ်ဦးစင်းတို့စီမှာတော့မြို့နယ်ထွေးအုပ်ရဲ့ညွှန်ကြားချက်နဲ့မြို့နယ်သာသနာနာယကအဖွဲ့တွေပူးပေါင်းပြီးတော့ကျောင်းတိုက်တွေအလဲကြညာတိုင်းမနေ့ညကစပြီးတော့ရွတ်နေပါတယ်တနိုင်ကလုံးရွတ်ကြတာပါလို့စမ်းကြောင်းမြို့နယ်မြို့နယ်တန်ကနာယကအဖွဲ့ဝင်ဆရာတော်တပားကမိန့်ကြားထားပါတယ်မကွေးတိုင်းမင်းလာမြို့နယ်မှာလည်းမြို့နယ်ထွေးအုပ်ရဲ့ညွှန်ကြားချက်အရာ မနေ့ကည9နာရီကစတင်ပြီးတော့ရတနာတုတ်ကိုမလွန်များတပိတ်ဇေဒီတော်မြတ်ကြီးဂန္ဓာကိုရီတိုက်မှာစတင်ရွတ်ဖတ်နေကဧပြီလ10ရက်နေ့ကနေဧပြီလ16ရက်နေ့အထိ9ရက်9ချိန်တိုင်းတိုင်းရွတ်ဖတ်ပူဇော်သွားမှာဖြစ်တယ်လို့သိရပါတယ်မင်းလာမြို့နယ်မှာနေ့စဉ်9နာရီအချိန်မှာဆရာတော်တန်ဃာတော်များကတကိုးကြီးဖျားဇေဒီဗိမာန်များမှာ၎င်းရက်ွက်နဲ့ခြေရွာအုပ်ချုပ်ရေးအဖွဲ့များကသက်ဆိုင်ရာဓမ္မယုံများနဲ့ယုံများမှာ၎င်းဝင်းကြီးဌာနဆိုင်ရာယုံဌာနများကယုံများမှာရှိတဲ့ ဖျားကားများမှာ၎င်းယရဏတုတ်ပြိပဌာန်းများကိုဓပြိုင်နဲ့ရွတ်ဖက်ပူဇော်ကြတယ်လို့သိရပါတယ်။ယရဏတုတ်ရွတ်ဖက်တာကတနိုင်ငံလုံးကိုညွှန်ကြားထားတာပါ။ရန်ကုန်တိုင်းမှာလည်းမင်းညားက9နိုင်ကစပြီးတော့ရွတ်ဖို့ရက်ွက်ယုံနေအထီကိုညှို့ချထားတယ်လို့သိရတယ်လို့ရန်ကုန်တိုင်းစစ်ကောင်စီရဲ့သတင်းအရင်းမြစ်ကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ